မင်္ဂလာပါခင်ဗျာထိုင်းလွှတ်တော်မှာကျင်းပနေတဲ့မြမအရေးဆွေးနွေးပွဲအနှစ်ချုပ်ကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်မြမနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းမှုအကျိုးဆက်အဖြစ်ပုံမရှုပ်ထွေးလာတဲ့မြမနိုင်ငံရေးနဲ့ထိုင်းနေဆက်ဒေသလုံခြုံရေးဆိုင်ရာအကြောင်းအရာတွေကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ထိုင်းပါလီမန်လွှတ်တော်ရဲ့ B1 ခန်းမမှာမက်လ22ရက်ကနေ23ရက်နေ့အထိနှစ်ရက်ကြာကျင်းပနေပါတယ်ဒီနေ့ပထမဆုံးဆက်ရှင်မှာတော့ထိုင်းနိုင်ငံရဲ့ထိတ်တန့်ပုံကိုယ်တွေဖြစ်ကြတဲ့ထိုင်းအောက်လွှတ်တော်ကော်မတီဥက္ကဋ္ဌရန်စီမန်ရော Royal Thai Army ဗိုလ်ချုပ်ဝိတရစီမာသွန်နဲ့ဗိုလ်ချုပ်နာတပောင်ပရာကောတို့က2025မှာထိုင်းနိုင်ငံရဲ့လုံခြုံရေးစံကုန်မှုနိုင်ငံရေးမြင်ကွင်းအနာဂတ်ဖက်ဒရယ်နဲ့ရွေးကောက်ပွဲခေါင်းဆောင်အောက်မှာဆွေးနွေးသွားခဲ့ကြပါတယ်သူတို့ရဲ့ပြောကြားချက်တွေကတော့မြန်မာပဋိပက္ခတွေကိုဖြည့်ရှင်းဖို့နီလန့်တွေရှာရင်ထိုင်းနိုင်ငံအနေနဲ့ဘလို့ပါဝင်ကူညီနိုင်မလဲဆိုတာကိုအလေးပေးဆွေးနွေးပြောကြားသွားကြတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်အသက်သွင်းဖို့ဆိုရင် အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေလုပ်ဖို့လိုအပ်တယ်ဒီလိုဖြစ်မြောက်ဖို့ထိုင်းနိုင်ငံကကူညီဖို့အစဉ်အသင့်ရှိပါတယ်လို့ထိုင်းလွှတ်တော်ကော်မတီဥက္ကဋ္ဌရန်စီမယ်ရွန်ကပြောသွားပါတယ်သူကမြမအရေးမှာအမြင်အမျိုးမျိုးရှိနိုင်ပြီးဒီအမြင်တွေကိုလုံခြုံစိတ်ချရတဲ့ဆွေးနွေးပွဲတွေနဲ့အပြေရှားဖို့လိုအပ်တယ်လို့ဆိုပါတယ်တရားမဝင်ဝင်ရောက်လာသူတွေကတော့တရားဝင်အခွင့်အရေးမရဘူးဒါပေမဲ့သူတို့ကိုနေရပြန်ပို့ရင်လဲအန်ဒီရရှိမှန်းသိတယ် ဒီလိုပြန်ပို့တဲ့ကိစ္စတွေမှာနိုင်ငံတကာစံနှုန်းတွေနဲ့ဆောင်ရွက်ဖို့လိုအပ်တယ်ပြီးတော့ပြန်ပို့ခံရသူတွေကိုမြန်မာအာဏာသိမ်းစစ်တပ်ကစစ်သားအဖြစ်စုဆောင်းတာမျိုးထိုင်းကလက်မခံဘူးလူအခွင့်အရေးချိုးဖောက်မှုတွေကိုလက်မခံဘူးလို့သူကထပ်ပြောပါတယ်ဒါအပြင်မြန်မာပဋိပက္ခကြောင့်ထိုင်းနိုင်ငံမှာတရားမဝင်မြန်မာနိုင်ငံသား9တန်းလောက်အထိမြင့်တက်လာတာကလူမှုဝန်ဆောင်မှုတွေမှာဝန်ထုတ်ဝန်ပိုဖြစ်စေတယ်လို့လည်းရန်စီမေရုံကပြောတော်ပါတယ် မြန်မာနိုင်ငံထက်ကတရားမဝင် လုပ်ငန်းတွေအထူးသဖြင့်မူရစ်စင်းနဲ့အွန်လိုင်းလိမ်လည်မှုတွေမြင့်တက်လာတာကလည်းနေဆက်လုံခြုံရေးကိုထိခိုက်စေတယ်လို့သူကထောက်ပြပါတယ်။ Royal Thai Army ဗိုလ်ချုပ်ဝိတရစီမာတွန်ကတော့မြန်မာစစ်တပ်ရဲ့လက်ရှိအခြေအနေကိုခြားပြသွားပါတယ်။မြန်မာစစ်တပ်ကတိုက်ပွဲတိုင်းမှာရှုံးနေတယ်အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့နေမြေတွေမှာပိုတိတာလာပါတယ်။2025မှာစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲလုံနိုင်မယ်မထင်ဘူးလို့သူကပြောပါတယ်။ ဒါအပြင်မြန်မာနိုင်ငံအပေါ်ရုရှားရဲ့ဩဇာလွှမ်းမိုးမှုက ကြီးထွားလာတယ်လို့လည်းသူကပြောသွားပါတယ်မြန်မာနိုင်ငံမှာနယူကလီးယားဓာတ်အားဖြင့်စက်ရုံလုပ်နေတာရှိတယ်တချိန်မှာမြောက်ကိုရီးယားလိုဖြစ်သွားမလားဆိုတာစောင့်ကြည့်နေပါတယ်လို့သူကပြောပါတယ်မြန်မာစစ်တပ်ကကရင်ပြည်နယ်မှာကုံသွေးရဲလမ်းကြောင်းတွေကိုထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့တိုင်းရင်းသားလက်နက်ကင်တွေကအခွင့်အရေးမပေးဘူးလို့လည်းသူကပြောသွားပါတယ် ချမ်းပြည်နယ်မြောက်ပိုင်းမှာအင်အားကြီးနိုင်ငံတွေဂျားဝင်လိုအပြစ်ရဲ့လက်မှတ်ရေးထိုးနိုင်ပေမဲ့တောင်ပိုင်းထိုင်းနေဆက်မှာတော့မြန်မာစစ်တပ်ကထိုင်းပြောတာကိုနားထောင်မှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်။ဒါအပြင်ဒီနေ့ဆွေးနွေးပွဲမှာထိုင်းပြည်တပ်မတော်နေဆက်ရေးရာဌာနကဗိုလ်ချုပ်နာတပောင်ပရာကောကတော့နေဆက်ပြဿနာတွေကိုအာရုံစိုက်ပြီးအဓိကပြောသွားပါတယ်။မြောက်ဝတီမဲဆောက်ဒေသမှာဖြစ်ခဲ့တဲ့ကိစ္စတွေမှာအကျိုးအမြတ်အရှိဆုံးကတရုတ်နိုင်ငံပဲလို့သူကပြောဆိုသွားတာပါ။ နေဆက် online လိမ်လည်မှုတွေမှာလူကုန်ကူးခံရသူတွေကိုပြန်ပို့ဖို့လုပ်ငန်းစဉ်တွေရှိတယ်။ဒါပေမဲ့မြန်မာနဲ့ပတ်သက်လာရင်ဘလို့ဆောင်ရွက်ရမလဲဆိုတာ မသိသေးဘူးလို့သူကဆိုပါတယ်။ထိုင်းတပ်မတော်အနေနဲ့အိန္ဒိချင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေပေမဲ့မြန်မာအရေးမှာတော့ရှင်းလင်းတဲ့အဖြစ်မရသေးဘူးလို့လည်းဆိုပါတယ်။ဒီနဲ့ဆွေးနွေးပွဲကထွက်ပေါ်လာတဲ့အဓိကအချက်ကတော့မြန်မာအရေးဟာ ထိုင်းနိုင်ငံရဲ့လုံခြုံရေး၊စီးပွားရေးနဲ့လူမှုရေးကိုထိခိုက်နေပြီးဒီပြဿနာကိုဖြေရှင်းဖို့ထိုင်းနိုင်ငံတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံအနေနဲ့ဆွေးနွေးပွဲတွေဖြစ်မြောက်ရေးမှာကူညီဖို့အစဉ်အသင့်ရှိနေပေမဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့လည်းပြောပါတယ်။ထိုင်းလွှတ်တော်ကော်မတီကစီစဉ်ကျင်းပတဲ့ဒီဆွေးနွေးပွဲကိုအမျိုးသားညညွတ်ရဲ့အတိုင်းမခံကောင်စီ NUCC CRPH နဲ့မြန်မာလူအခွင့်ရေးအဖွဲ့တို့လည်းတက်ရောက်ခေကြပါတယ်။ ဒါတွေကတော့ဒီကနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာတွေကိုအနှစ်ကျုပ်ပြီးတင်ပြသွားတာဖြစ်ပါတယ်မနက်ဖြန်မှာတော့အာနာသိန်းစစ်ကောင်စီကိုအသက်ဆက်ပေးနေတဲ့စီးပွားရေးအရင်းအမြစ်တွေအကြောင်းမြန်မာစစ်ဘဲဒုက္ခသည်တွေရဲ့ပညာရေးကျမ်းမာရေးနဲ့လုံခြုံရေးအကြောင်းအရာတွေကိုအဓိကဆွေးနွေးသွားဖို့ရှိနေတယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်နောက်နောက်ပါထိုင်းလွှတ်တော်ကလည်းဒီသတင်းကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ လူ့ကောင်းမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ခြင်းနဲ့